ပိတ်တကြီးကိုဒီနေ့တင်ဆက်ပေးချင်တာကတော့ပရိတာလှုပ်တွေလှုပ်ရင်းနာမည်တစားထက်တစားကြီးလာတဲ့ဆယ်လီပုတ္တရဲ့အကြောင်းပဲဖြစ်ပါတယ်။ပုတ္တဟာအခုချိန်မှာပရိသတ်ချစ်တော်ဆယ်လီတယောက်ဖြစ်နေပြီးဖြူဖြူထွေးထက်တောင်လူချစ်လူခင်ပေါများလို့နေပါတယ်။ဒါဟာပုတ္တရဲ့ပရိတာအများကျိုးတည်ဖို့တဲ့စေတနာရီကြောင်းပဲဖြစ်ပါတယ်။ပုတ္တဟာရှင်ကတစ်တော်မှာအဖွားဖြစ်သူနဲ့ဗီနီယိုတူထွန်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ သူဗီဒီယိုတွေကပညာပေးဗီဒီယိုတွေဖြစ်ပေမယ့်အဖွားဖြစ်သူကရိုင်းဆိုင်စွာ တုံ့ပြန်ဆက်ဆံတဲ့ပုံလေးကြောင့်အစောပိုင်းကကြည့်ရှုသူပရိသတ်တွေစီကအထင်မြင်လွဲခံခဲ့ရပါတယ်။ဒါပေမဲ့ပုတုကိုရိုင်းအင်တာဗျူးတွေမှာသူနဲ့အဖွားကပညာပေးရိုက်တာဖြစ်ကြောင်းအပြင်မှာလို့ဆက်ဆံရင်းမဟုတ်ကြောင်းအထင်မြင်လွင်နေတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါကြောင့်သူနဲ့အဖွားနဲ့အတူရိုက်တဲ့တစ်တော်တွေဟာပောက်ခဲ့ပါတယ်။ တင်းဥဆောင်ကောင်းနေအဖွားကိုတတိယရင်စရင်မှတ်ချက်တွေလင်းအများကြီးလက်ခံရရှိကြတာဖြစ်ပါတယ်။ဒီချိန်နှုန်းကပုတုကနာမည်သိမ့်မကြည့်သေးပါဘူး။သူနာမည်ပူကြည့်ပြီးပြိတ္တတီရင်နှင်းရောက်လာတာကမြို့လေကမှတကူတော်ကပြဖြောပြပြီးရေပင်းတဲ့ဒေတာတွေအတွန်းအလူခံပေးနေတဲ့တစ်တော့ဆယ်နီပုတုဆိုပြီးနာမည်ကြီးသွားခဲ့တာပါ။ တစ်တော့ဗမာဖွားနဲ့ဖြစ်ရမှန်ဇလန်တွေကိုပြန်လည်ဖန်တီးတင်ဆက်ပေးနေရင်လည်းပုတ္တကမကြခင်ကဖြစ်ပွားခဲ့တဲ့ရေပေးတွန်းသူ့အနုပညာစွမ်းနဲ့ကုညီလူတန်းပေးခင်တာပါ လမ်းမပေါ်မှာတယောက်တည်းကနေလို့သူ့ကိုတွားကြည့်ကြတဲ့သူတွေရှိနေပေမဲ့လေရေပေးတွန်းခြေနောက်အဆင်မပြေတဲ့ပြည်သူတွေကပါရဲရဲရော်ရော်ပါဝင်လူတန်းပေးနေခင်တာကြောင့်ပုတ္တဟာဆရာတက်ခင်ရတယ်လို့ဆိုပါတယ်ဒီတဲ့ရင်တွေကိုဖတ်ရှုကြည့်ရှုရတဲ့ပိတ်သက်တွေဟာပုထုကွန်အားကြချီချူကြပါတယ် သူတို့မကူညီပေးနိုင်တဲ့နေရာတွေမှာပါပုတုကကျုံးစားကူညီနေကြောင်းကို တွေ့မြင်ကြရပြီးရှင်ထဲမှာလှိုင်လဲစွာခန်းစားခဲ့ကြရပါတယ်။ပုတုကလည်းသူ့အင်တာဗျူးတွေမှာရေးပြီးစာဖြစ်တဲ့ကအယံလူချင်းခဲ့တယ်။ကိုပေးမှာဘသူမှမရှိဘူးမယုံကြဘူးလေ။တယောက်တည်းဖြစ်အောင်လုပ်မယ်ဆိုပြီးကပီးအလူလိုက်ခံခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်အရင်နှုန်းကတော့ရှက်တာပေါ့ကိုကိုအလုံးကဝိုင်းကြည့်နေတာလေ။အခုတော့မရှက်ပါဘူး။ အလွန်ငွေ၁၀000ရာနဲ့ချက်ချင်းစံတွေဝေလိုက်တယ်။တကြမ်းမထုံမတော့မှုလမ်းစဉ်လေကိုဘသာခန်းနေပထမလေပုတုသွားပြီးပြီးရေတောင်ကူးပြီးလူခင်ရတယ်။ရှင်နေစုတက်လာတယ်။အခုတော့အမေကလည်းအရန်လူချင်းလို့ပုတုနောက်ကိုလိုက်လာတာပါ။စာရင်းစကားတွေနဲ့အင်တာဗျူးမှာဖွင့်ဟပြောပြခဲ့ပါတယ်။ပရိုင်တာတွန်လမ်းပေါ်မှာကပီးအလွန်ငွေရှာနေတဲ့ပုတုကိုပြိတ္တတေကပုံတတိထားမိလာခဲ့ကြတာဖြစ်ပါတယ်။ ရိတ်တန့်အစ်တွင်လည်းအများကြီးတိုးပွားလာခဲ့ပါတယ်။ရေပီးမှတက်ဆွမ်းသမျှလူတန်းပေးပြီးတဲ့နောက်မှာတော့ပုတူဟာခိုင်နေဝေလိုကလေးတွေကိုကူညီကဲတင်မှုစူးစမ်းခဲ့ပြန်ပါတယ်။သူဟာဒုက္ခရောက်နေတဲ့ကလေးအလုံးရဲ့ဒုတိယဖခင်ဖြစ်ခြင်းကြောင့်ပျော်ပြခဲ့ပြီးတစ်ဆက်တည်းမှာပဲကျွန်တော်ကကလေးရန်ချစ်တတ်တယ်။ကလေးတွေကလောကကြီးမှာအရေးကြီးဆုံးပဲ။ဝေဖန်တဲ့သူတွေကိုလည်းပြောချင်တယ်ကျွန်တော်နောက်ကိုတရက်ပင်လိုက်ကြည့်ပါလို့ ကျွန်တော်ပုံစံကိုလေးကြည့်အောင်ဖုန်းနောက်ဆုပ်ကိုင်းတာပါဆိုပြီးသူ့ကိုထင်လွင်နေကြတဲ့သူတွေကိုတုံ့ပြန်ချေပါခဲ့ပါသေးတယ်။ခန်းနေဝေလိုပဲကလေးတွေအကြောင်းပြအလှခံပြီးပတ်စံရှာနေတာနေမှလို့တချို့မနာလိုသူတွေကပုတုကိုပြောကြပါတယ်ပုတုဟာဒါကြောင့်သူ့မှာခန်းနေဝေလို brand name မရှိကြောင်းမသုံးနိုင်ကြောင်းရှင်းလင်းစွာပြောပြခဲ့တာဖြစ်ပါတယ် ပရိဒသမားတွေကလည်းပုတုကိုတတိထားမှတ်မိလာကြတာကြောင့်ကလေးတွေကိုအလှခံကူညီပေးနေတဲ့ပုတုကိုပရိဒစုချင်းမြင်ခဲ့ကြပါတယ်။ဒါနဲ့ပတ်သက်လို့ပုတုကမထင်မှတ်ထားတဲ့စုလင်းရခဲ့လို့ပြောရပါတယ်။ပုတုရဲ့နောက်မှာကလေးတွေကိုကဲ့တင်ရအောင်မယ်လီ။သူတို့လေးတွေရဲ့ကျမ်းမာရေးကိုထောက်ပံ့ဖို့အများကြီးစူးစမ်းရမှာပေါ့။ပုတုရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးအလှတွေလှုပ်ချင်လာတယ်လို့ပြောကြလို့ပီတိဖြစ်ရပါတယ်။ ပုတုလိုဖြစ်ခြင်းတဲ့လူငယ်တွေရှိကြတာမို့ပရာဟိတလူတွေကိုဆက်လက်လှုံ့ဆော်တောင်းမှာပါဆိုတဲ့စကားတွေနဲ့ပုတုဟာပြည်သက်တီစီကယုံကြည်ကိုးစားမှုတွေထက်ရရှိခဲ့ပါတယ်။အခုဆိုရင်လူတွေကဒုက္ခရောက်နေသူတွေရှိရင်ပုတုကိုသွားပြောပြအကူအညီတောင်းကြပါတယ်။ပုတုကအကူအညီလိုက်ပေးနိုင်တယ်လို့ယုံကြည်နေကြပြီဖြစ်ပါတယ်။ပုတုကိုယုံကြည်လူနန်းချတဲ့ငွေတွေကလည်းတင်ထောင်ကြည့်ပါတယ်။ ဒါကြောင့်လည်းမနာလူသူတွေပေါ်လာပြီးပုတူဟာငွေရလို့ပရဟိတလုတာလို့ဆွဆွေးလာကြတာဖြစ်ပါတယ်။သူတို့ရဲ့ဆွဆဲချက်တွေကြောင့်အားငယ်နေချိန်မှာပဲပုတူဟာဆပရိုက်တိုက်ခံလိုက်ရပါတယ်။ပရိတကိုအလွဲသုံးစားလုပ်တဲ့ဆိုရဲဆွဆွဲချက်တွေကြောင့်အားငယ်နေချိန်မှာပရိတတချို့က၅သိန်းနဲ့ပန်းစည်းနဲ့အတူပုတုကို surprise လုပ်ကအားပေးနေသိမ့်ခဲ့ကြပါတယ်။ ပူတူကလက်တလုံးဖြစ်ထားတဲ့ငလင်ပေးမှလည်းကပြဖြောပြပြီးအလှခံလို့ရလာတဲ့ငွေတွေနဲ့စကိုင်းပါဝင်ငလင်ထံခံရတဲ့မန္တလေးတိုင်းတဝိုက်ကိုလှူဒန်းပေးခဲ့ပါတယ်။ပူတူဟာဒါနဲ့ပတ်သက်ပြီးစကိုင်းဘက်ကိုသွားလို့တော့ပူတူကိုမတိကြဘူးထင်တာ။စကိုင်းကလူတွေကပူတူကိုတိကြတယ်။ကခိုင်းနေပူတူပူတူလို့អော်ပြီးလက်ခုပ်တွေတီးပေးကြတယ်။အဲ့တော့ပူတူပြောမပြတဲ့အောင်အယံပြော်တာပဲ။ ူတူရဲ့အကောင့်ကိုကြည့်ပြီးသူတို့လေးတွေစိတ်ချမ်းသာရင်းပီတိဖြစ်ရပါတယ်။အင်တာဗျူးတစ်ခုမှမျှဝေခဲ့ပါတယ်။ဒီလောက်ပရဟိတအလုပ်တွေကိုကိုကျိုးစွန်ပြီးအာတုံခွန်ဆိုင်ကျိုးစားလုပ်ပေးနေတဲ့ပရဟိတလူငယ်လေးပူတူကဘယ်လိုလူတွေကမနာလူဖြစ်နေလဲဆိုတော့မစင်စားတတ်တော့ပါဘူး။ညီလေးပူတူဒီထက်မကပရဟိတအလုပ်တွေကိုပိုလုပ်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။